ဂျိုရှွာဘန်နဲ့ပန်နိုဂျာတို့ရဲ့ပွဲကိုကြည်ရဖို့နှစ်ပတ်တောင်မလိုတော့တဲ့အချိန်တွေကို ရောက်ရှိလာပြီဖြစ်ပါတယ်။မြန်မာပြည်သက်တွေကလည်းဒီပွဲကိုအရန်ကိုမျောလင်းစောင့်စားနေကြပါတယ်။ UFC လိုကမ္ဘာနံပါတ်1လို့ပြောလို့ရတဲ့ promotion ကြီးမှာမြန်မာပြည်ပွားချင်းဖိုက်တာလေးဂျိုရှွာဘန်တယောက်ကချန်ပီယံဖြစ်လာမလား။အားလုံးကတော့မျောလင်းစောင့်စားနေတာဖြစ်ပါတယ်။ဖတာနီယောလုံးကလည်းဒီပွဲကသူတို့အတွက်အရန်ကိုအရေးကြီးပါတယ်။ဘန်နိုဂျာအတွက်လည်း ဒီဘွားမှာသူ့ရဲ့ကပတ်ကိုကာကွယ်နိုင်မလားကပတ်ကိုပဲလွှဲပြောင်းပေးရမလားတချောင်းကိုဖြစ်နေတဲ့ပန်နိုဂျာတယောက်ဘလောက်ထိဂျိုရှူဟာဘန်ရဲ့ထိုးနှက်မှုကိုတောင့်ခံနိုင်မလဲစောင့်ကြည့်ရမှာဖြစ်ပါလေမြန်မာပြည်သက်တွေကတော့ဂျိုရှူဟာဘန်ကိုပဲအာနိုင်ရမယ်လို့မျှော်မှန်းနေတာဖြစ်ပါလေဂျိုရှူဟာဘန်နဲ့ပန်နိုဂျာတို့ကလျှောက်လုံးကငါးပင်ငါးလက်မသက်သာပဲဗျပန်နိုဂျာက reach ပိုင်းမှာဂျိုရှူဟာဘန်ထက်၃လက်မလောက်ပိုရှိပါတယ်ဒီလောက်ကတော့ဂျိုရှူဟာဘန်တော့မပြောပါတော့ပါဘူး ူထက်ခြေတဲ့လက်တန်ရှိတဲ့ fighter တွေနဲ့တောင်မှထိုးမှုပါလေ။ Joshua Ban အနေနဲ့ Panuja ရဲ့ take down ကို Gyu Sai ကောက်ွယ်နိုင်ရင်တော့အခြေအနေကောင်းနိုင်ပါလေ။တိုက်တော်မှာ Panuja ကတော်တော်ကောင်းတာပါ။ Star Fight ပိုင်းမှာတော့ Joshua Ban နဲ့ Panuja တိတ်မကွာတော့ပါဘူး။ Panuja ကလည်း Star Fight ကောင်းတယ်လို့ Joshua Ban က Panuja ထက်တော်မှ Star Fight ကောင်းတယ်လို့ပြောလို့ရပါတယ်။ဒါကြောင့် Joshua Ban အနေနဲ့နိုင်မယ်လို့မျှော်လင့်ပါတယ်။ဒီဘွဲကိုတဲ့ မြမစပတ်အုံကြီးအောင်လာအန်ဆန်ကိုရင်ကအကွင်းထိတွားရောက်အားပေးမယ်ဆိုပြီးသူ့ရဲ့ Facebook မှာ post တင်လာပါလေ။အောင်လာအန်ဆန်ဟာလာမယ့်ခုနှစ်ရက်နေ့မှာရှင်ပြိုင်ထိုးသမဲ့ပန်လိုဂျာနဲ့ဂျိုရှူအဘန်တို့ပွဲကိုကိုင်းနေတိတွားရောက်ပြီးပန်လိုဂျာကိုဝင်ရအားပေးမှာဖြစ်ပါလေ။အောင်လာအန်ဆန်ကလည်းဒီဘက်ကိုယင်ခုံးနေဖြစ်ပါတယ်။ဂျိုရှူအဘန်နဲ့အောင်လာအန်ဆန်ကလည်းတတော်ကိုယင်းနေတဲ့ဆက်ဆံရေးရှိတာဗျ။ဂျိုရှောဘန်ဟာ UFC မှာ record ရဆိုရင်၉ပွဲကစားထားပြီး၈ပွဲနိုင်ထားပါတယ်။တပွဲပဲရှုံးမှုပါတယ်။ ဆံမမြောက်မှာတော့တန်တိုကြာရဲ့ကပတ်ကိုစိန်ခေါ်ခွင့်ရခဲ့တာပဲဖြစ်ပါလေ။ဒါကြောင့်ဂျိုးရှုအပန်ကလည်းတန်တိုကြာအတွက်တော့လုံးဝကိုမလွယ်ကူတဲ့ fighter လို့ပြောလဲမမှပါဘူး။တန်တိုကြာအနေနဲ့ဂျိုးရှုအပန်ကိုအထင်သေးပြီးတော့သွားဆော့မယ်ဆိုရင်တော့တေချာပေါက်ရှုံးမှာပဲဖြစ်ပါလေ။ဂျိုရှူအဘန်ကတကယ်ကို BJJ ဆရာကြီးတွေနဲ့ဘောင်စင်ထက်တိတ်တော့ဖန်တွေကိုပဲတေးကြပြင်ဆင်ထားတာတွေ့ရပါလေ။နောက်ပြီးပွဲဖြစ်တဲ့အချိန်မှာ ဂျိုရှွာပန်အထိမနာဘူးဆိုရင်တော့မှပြီးခဲ့တဲ့မာဂါရှက်နဲ့မန်ဒလီနာတို့ပွဲတော့ကလို့ပဲပဲလို့ကြဟာ၅ကြီလုံးဘန်ကိုချုပ်ထားလိုက်ရင်လည်းဂျိုရှွာပန်ကအမှတ်ပြည့်နဲ့ရှော်ပါပါဒါကြောင့်ဂျိုရှွာပန်အနေနဲ့တိတ်တောင်းကိုတေချာလေးကိုလေ့ကျင့်နေရတာဖြစ်ပါလိမ့်ပယ်လိုဂျာကတော့၅ကြီလုံးခွင့်ရရနဲ့ဂျိုရှွာဘန်ကိုဝင်လုံးပါပါပယ်လိုဂျာကိုကြည့်ရတာကဂျိုရှွာဘန်ကိုရှင်ထိုးကျင်တဲ့စတန်ဖိုက်ပုံစံမတွေ့ရပါဘူး အပြင်းလို့လက်များတော့ဂျိုရှူအဘန်ကတော့တိတ်တောင်းဒက်ဖန်တွေကိုရှယ်ပြင်ဆင်ထားတာမမပါဘူးဂျိုရှူအဘန်လော့အောင်ရုံကိုစ조사နေတဲ့ဘန်နိုဂျာက၆ခွက်နဲ့ဆပ်မစ်ရှင်ကျွေးပြီးပွဲမဖြစ်နိုင်ဘူးဆိုရင်တော့ပွဲအချိန်ပြည့်အချုပ်ခံရပြီးဂျိုရှူအဘန်အမှတ်နဲ့ရှုံးနိုင်ပါတယ်ဒါကြောင့် UFC မှာလေချုပ်အားတန်တဲ့ fighter နဲ့ထိတ်တက်တွေ့ပြီးဆိုရင်ဘောင်စင်သီးသန့်ကစားတဲ့ fighter တွေအတွက်ကတော့ဘလို့နည်းမှမလွယ်ဘူးဗျ။လက်ရည်ဘလောက်ပဲကောင်းကောင်းလက်သီးဘလောက်ပဲပြင်းပြင်းတစ်ဖက် fighter ကကိုယ်ထပ်ပူတာနဲ့ခွန်အားနဲ့ချုပ်ပြီးဆိုရင်ဘာမှမလုပ်နိုင်ကြတော့ပါ။ ဒါကြောင့်အချုပ်အားသံဖိုက်တာတွေရဲ့အပြစ်တော်လည်းမဟုတ်ပါဘူး။ကိုတန်ရတန်ရကိုစော့ကြတာပါပဲ။မခုခံနေတဲ့သူကရှုံးတာပါပဲ။ဘောင်စင်သမားတွေအဲ့ဒီလိုမရှုံးခြင်းဘူးဆိုရင်တော့သေချာလေးလင့်ထားမှရပါမယ်။ဥမာဂျွန်ဂျုံလိုပါဗျာ။ဂျွန်ဂျုံဆိုရင်တော့သူအကောင်းဆုံးခြေနေတော့ကချုပ်တဲ့ဖိုက်တာနဲ့ပဲတွေ့တွေ့ဘယ်သူနဲ့ပဲတွေ့တွေ့ဆွဲဆောင်ရဖိုက်တာကြီးပဲဖြစ်ပါလေ။ပညာမတော်ကိုထိုးတာပါ။ဒါကြောင့်ပြောရမယ်ဆိုလာမယ့်ဘဝမှာဂျိုရှူအဘန်ကိုတစ်ချိန်လုံးချုပ်ခံရပြီးရှုံးသွားမှာတော့စိတ်ပူမိပါတယ်။ဘန်လိုဂျာကတော့အချုပ်ကြီးတက်တက်ပါ အထုံသမားလည်းဖြစ်ခွန်အားလည်းပိုသာ flyway တက်ကိုလည်းအရေးကြိုးတောက်သလိုကျွမ်းကျင်တဲ့ fighter ဖြစ်တဲ့အတွက် Joshua Ban သူ့ကိုယ်သူဘယ်လောက်ပဲယုံကြည်မှုရှိပါစေဒီပွဲကိုသူ့စိတ်ထဲမှာဘလို့ပဲ easy going လို့ပဲထင်တယ်ဒီပွဲဟာသူ့ဘဝအတွက်တော့တော်တော်လေးကိုခက်ခဲမဲ့ပွဲလို့ယူဆမိပါတယ် Joshua Ban ကတော့ interview မှာခုတ်ကလေးကပြောထားပါတယ်ဒီပွဲအတွက်စိတ်လှုပ်ရှားနေပါပြီတဲ့ training လည်းပြီးပါတော့မယ်တဲ့ဒီတစ်ပတ်တော့ပြင်းထန်လေ့ကျင့်နေပါတယ် တခြားလေကျင့်ပေါ်အသစ်တွေနဲ့လေကျင့်တာတော့မရှိပါဘူးကျွန်တော်ကတချို့ဖိုင်တာတွေမှားတဲ့အမှားမျိုးထပ်မကြုံရအောင် ပြင်ဆင်နေတာပါကျွန်တော်ရဲ့အားသာချက်ကိုပဲပုံပြီးကောင်းအောင်ပြင်ဆင်နေပါတယ်လေကျင့်ပေါ်တွေနဲ့ဆရာတွေများရဲ့ဖိုင်တာရဲ့အားသာချက်ကိုပျောက်ကွယ်သွားစေနိုင်ပါလေဒါကြောင့်ကျွန်တော်အားသာတဲ့ချက်ကိုသေးချာပြင်ဆင်နေတာပါ ground gain လည်းပြင်ဆင်ထားပါလေဒီတော့လာမယ့်ဒီဇင်ဘာကျရင်ဘသူပိုကောင်းတဲ့ဖိုင်တာလဲတွေ့ကြရမှာပါ လရှိကျွန်တော်ရဲ့စိတ်ထဲမှာပန်နိုကြောင်ကိုပြင်းဖို့ပါပဲကျွန်တော်လည်းခေါင်းနဲ့မထက်ပါဘူးပန်နိုကြောင်ပြင်းပြီးရင်တော့တခြားရွေးချက်စရာဖိုက်တာတွေ UFC ဘက်ကပွဲတည်လာမဲ့ဖိုက်တာတွေလည်းများလာမှသိကြပါတယ်တမျိုးတော့မထင်ပါနဲ့ကျွန်တော်ကဒီမထရီယဂျွန်ဆင်ရဲ့ပွဲတွေမကြည့်ဖြစ်ပါဘူးသူလည်းအကောင်းဆုံးဖိုက်တာတွေတဲ့ကတူပါဒါပေမဲ့ကျွန်တော်က UFC ပွဲတွေကို2019လောက်မှကြည့်ဖြစ်တာဆိုတော့အခုအချိန်မှာကျွန်တော်မြင်နေရတဲ့ဖိုက်တာကပန်နိုကြောင်ပါလို့ပြောသွားပါတယ် အချိန်တို့အတွင်းချန်ပီယံဆိုင်ခေါ်ဝင်ရတာလားဆိုတော့ကျွန်တော်လည်းမပြောတတ်ပါဘူးတဲ့ရှုံးပွဲတွေနိုင်ပွဲတွေနဲ့အများကြီးရင်ဆိုင်ခဲ့တာမို့လို့အချိန်တို့လားရှည်လားမပြောတတ်ပါဘူးဒါပေမဲ့အချိန်တွေစီစဉ်တွေကိုဖျားအကောင်းဆုံးပြင်ဆင်ပေးထားတာပါဒီအချိန်ကကျွန်တော်တို့အတွက်ဖျားပြင်ဆင်ပေးတဲ့အကောင်းဆုံးအချိန်ပါပြန်မဝင်ဘူးစရုပ်ကိုပါဆင်သင့်ဖြစ်နေပါပြီကျွန်တော်ဒီဘောမှာပတ်လို့ကြောက်သုံးကြည့်တွင်အလဲထိုးနိုင်မယ်လို့လည်းခံစားမိနေပါတယ်တဲ့တကယ်လို့သုံးကြည့်တွင်မပြတ်ဘူးဆိုရင်တော့အင်မတန်ရှယ်ချမ်းရမယ့်ပွဲဖြစ်လာနိုင်ပါတယ် ူကလည်းအကောင်းဆုံးလုံးလာနိုင်တယ်လို့ကျွန်တော်ဘက်ကလည်း၅ကြီထိပြင်းဖို့ဆင်သင့်ပါပဲပြန်ပွဲဆိုတော့ဂိမ်းပလန်တိုင်းလုံးဖြစ်ချင်မှဖြစ်တာပါတကယ်လက်တွေ့ဝိုင်းအတွက်မှာပြင်းတဲ့အချိန်တော့ဖြစ်ပေါ်လာပါလိမ့်မယ်ဒီဘွဲကမြန်မာဆိုတာလူတိုင်းသိစေမဲ့ပွဲပါဒါအဓိကချက်ပါတချို့နိုင်ငံသားတွေမြန်မာလို့တော့မခေါ်တတ်ဘူးလေဒီတော့ကျွန်တော်ကဒီဘွဲမှာမြန်မာကိုစားပြုနေနဲ့ရှင်ပြိုင်ပါပါကျွန်တော်ဘွဲရဲ့အရေးကြီးဆုံးအချိန်ပါကျွန်တော်ရဲ့အမေမိသားစုဝင်တွေဖခင်เจ้าကတင်းဟုတ်စီရပါလာအားပေးမှာပါလူတိုင်းလာအားပေးမှာပါ ီတော့မြန်မာကိုစားပြုဖိုက်တာတရားအနေနဲ့ပြင်ဆင်ထားတာတွေချပြပြီးရှင်းပြသွားမှာပါလို့ဂျိုရှွာဘန်ကပြောတော့ပါတယ်ဒီပွဲစဉ်ကနောက်တစ်ပတ်ဒီဇင်ဘာလ9ရက်နေ့မှာကြည့်ရှုရမှာပါမြန်မာစံတော်ချိန်မနက်9:00နာရီခွဲမှာ main cup စတင်မှာဖြစ်ပါတယ်ဒီဘောနဲ့ပတ်သက်ပြီးပြိဿတ်တွေကတော့ဂျိုရှွာဘန်ကိုခုလိုမျိုးချန်ပီးစကားတွေပြောတယ်ဗျပန်လိုဂျာရဲ့အတဲ့အာနေချက်ကတက်လုံပါပဲတဲ့နှစ်ချီလောက်အလုံးခံနိုင်အောင်ကျင့်ထားနိုင်ရင် နိုင်မှုများပါလေတဲ့ တိတ်တောင်းကောင်းနေတဲ့တက်လုံးကြလွယ်တယ်သူတက်လုံးမကြခင်ချိန်ဆိုအန္တရာယ်များပါတယ်တဲ့နည်းဆုံးနှစ်ချီလောက်တော့တောင်းခံနိုင်ရမယ်တဲ့ဟုတ်တယ်တဲ့အရင်ပွဲတွေကြီးတုန်းကနှစ်ချီမှတော်သိတာတယ်တက်လုံးကြသွားတာအသက်ကစကားပြောလာတာပါတဲ့ဘနိုဂျာရဲ့ချုပ်ကွက်ကိုအေးစစ်စစ်ဖြေရှင်းနိုင်တဲ့နေသားဂျိုရှုအဘန်မှာရှိပါတယ်တဲ့မော်ရီနိုတို့နဲ့ထိုးထားတဲ့ပန်နိုဂျာရဲ့ပွဲဒီမှာဆိုချုပ်ကွက်နဲ့အနိုင်ယူနိုင်ခဲ့တာကြည့်ရင်သိတာပါလေတဲ့တခုပဲပန်နိုဂျာက1 2တွဲလုံးထိုးပြီးထိုးသွားတာနဲ့ ဝင်လုံးနဲ့ကစားဟန်ကတတိထားရမယ်တဲ့ဂျိုရှူဘန်ကချားဂျွန်စန်ရဲ့ဘက်မှာထိခိုက်ရင်တော့ရှုံတော့ဘူးတော့ပါဝါထိရင်ကြောက်နေတယ်ဆိုတဲ့တစ်ချက်ရှိတယ်။ပန်နူဂျာရဲ့ပါဝါလက်သီးမထိခိုက်ရင်တော့သူ့ချုပ်ကွက်ကဂျိုရှူဘန်အတွက်အေးစိတ်ဖြစ်နေတယ်လို့မြင်ပါတယ်တဲ့။ပန်နူဂျာက၃ကြီးဆိုဟောဟဲဆိုင်နေပြီးအသက်ကလည်း40နဲ့ကန်နေပြီ။ခုကဂျိုရှူဘန်ပါတဲ့။ဘာပြောဂျိုရှူဘန်အနေနဲ့ပန်နူဂျာကိုနိုင်မထင်ပါလေတဲ့။ ပန်ဒိုဂျာနဲ့ထိုးဘူးတဲ့ကောင်တွေကပန်ဒိုဂျာကိုပဲကြောက်နေတာကြည်တာနဲ့တည်တာလေ။ဂျိုရှွာဘန်ကတော့အဲ့ဒီလိုမဟုတ်ဘူးတဲ့။သူ့အနေနဲ့ပထမကြီးမှာအချုပ်မခံရရင်နိုင်ပါပြီတဲ့။ပထမကြီးဂယူးဆိုင်ကပါမယ်တဲ့။ပန်ဒိုဂျာကထိုးမှာမဟုတ်ဘူးတဲ့။ဘာပြောပြောတဲ့ပန်ဒိုဂျာကတော့ဂျိုရှွာဘန်နဲ့စတန်ဖိုက်တော့ထိုးလောက်မှာမဟုတ်ဘူးတဲ့။ပန်ဒိုဂျာကလည်းသူကျွမ်းကျင်တဲ့ဒီ ground fight ကိုပဲ Joshua Ban ကိုဆွဲခေါ်သွားဖို့များပါလေတဲ့အင်မတန်မှ တိထားပါမယ်တဲ့တုံးကြီးမျောလာမှနိုင်မထင်ပါနဲ့တဲ့ဂျိုရှုဘန်ကငယ်သေးတော့တလုံကောင်းတယ်လက်သီးထိုးပေါက်တွေအာသန်တယ်ပန်နိုဂျာကလည်းချုပ်ကွက်ကိုပမန်ဆန်နိုင်နိုင်ဆော့နိုင်တဲ့ဖိုက်တာမို့လို့တတိကြီးကြီးထားဖို့လိုအပ်တယ်ဘာဖြစ်ဖြစ်ဂျိုရှုဘန်နိုင်မယ်လို့ယုံကြည်ပါတယ်တဲ့ဘာပြောဂျိုရှုဘန်ဘလော့ကောင်းကောင်းနဲ့ပန်နိုဂျာချုပ်ကွက်မိရင်တော့မလွယ်ဘူးတဲ့ပန်နိုဂျာကိုကြည့်ရတာတော်တော်တန်မာတဲ့ဖိုက်တာပါတဲ့ ဂျိုရှွာဘန်ကလည်းဖိုင်အကျူမြင့်ပါလေတဲ့မထင်မှတ်တာတွေလုံးလုံးပြသွားတယ်တဲ့ဒါကိုပဲအကူအပါပဲတဲ့ဂျိုရှွာဘန်အနေနဲ့ဒါကြောင့်တိတ်တောင်းကိုတေးကြလေးကျင်တာအကောင်းဆုံးပါပဲတဲ့။ဘာပြောတဲ့ဂျိုရှွာဘန်အနေနဲ့ပန်နိုဂျာကိုလုံးဝအကက်မခံသင့်ပါဘူးတဲ့။ပန်နိုဂျာကကက်မယ်ဆိုတာနဲ့ချုံမှာပဲဖြစ်တဲ့လို့ကြောင့်သူ့ကိုအဝေးရတာခွာကစားတာအကောင်းဆုံးပါတဲ့။ ပန်နိုဂျာကစိတ်ပီစီမှုများနေတာကလည်းအမှန်ပဲဖြစ်ပါတယ်။ဒီကပတ်ဆုံးရှုံးသွားရင်သူ့အနေနဲ့တိတ်ခါကြောက်တော့မှဖြစ်ပါလိမ့်။ဒါကြောင့်စိတ်ပီစီမှုများနေမှာတေးကြတယ်လို့ပရိသတ်ချူကပြောပါလိမ့်။ချုပ်ကွက်ကောင်းနေဆိုမဲ့ဂျိုရှုဘဲလက်သီးချက်တွေမိသွားပြီဆိုရင်တော့ပန်နိုဂျာတက်လို့မှကြောက်တော့မှတေးကြပါလိမ့်တဲ့။ဂျိုရှုဘန်ကဒီပွဲကိုနိုင်ငံတကာကပါစိတ်ဝင်စားနေတာပါလေ။နိုင်ငံတကာကဒီကျွန်တော်တို့ UFC ကအရေးသုံးသက်သူတွေကတော့မှဂျိုရှုဘန်နဲ့ပန်နိုဂျာရဲ့ပွဲမှာ ပြန်လို့ကြနိုင်မယ်လို့သူတို့ကသုံးသပ်ကြတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြန်လို့ကြကဂျိုရှွာဘန်နဲ့ဆိုင်ရင်တော့ပွဲရည်အတွက်အရန်များပြီးတော့ဝါရင်တပိုင်းဖိုက်တာဖြစ်လို့သူတို့ကပြောကြတာဖြစ်ပါတယ်။မြန်မာပြည်သက်တွေကတော့ဂျိုရှွာဘန်ကိုပဲနိုင်စေချင်ကြတာဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲကတော်တော်လေးကိုလူစိတ်ဝင်စားမှုမြင့်တက်တယ်လို့ပြောရမယ့်ပွဲပဲဖြစ်ပါတယ်။ခုဆိုရင်တော့ဒီပွဲမှာကြော်ညာရေးတော်တော်ရနေပါပြီ။ ဂျိုရှွာဘန်အနေနဲ့ပန်းတို့ကြောင့်နိုင်လည်မနိုင်လည်ဒီပွဲထိုးတာနဲ့ရှုံးရင်ဒေါ်လာ2သန်းနိုင်1သန်းရမှာပဲဖြစ်ပါလိမ့်